ဒီနေ့မှာတော့ရန်ကုန်မြို့မှာရှိတဲ့ရွှေတကုံစည်ရော်မြတ်ကြီးမှာဆူတောင်းပြည့်တယ်လို့နာမည်ကျော်ကြားလာတဲ့နေရာတွေကိုသွားရောက်လည်လာကြမှာပဲဖြစ်ပါတယ်။ ာဦးဆုံးအနေနဲ့မွန်ပင်မာကြီးရှင်စောပုရဲ့ရှေးဘဝကမဲတော်တော်ဆက်ဘူးခဲ့တဲ့လောကပါလယခမဲတော်ကြီးစီကိုဥစွာဥတိုက်ရောက်ရှိခဲ့ပါတယ်။ငွေကြေးလက်လာပါကျွဲဝါခြင်းတွေအသာအဆီးမရှိရောက်လာစေသောမဲတော်ကြီးကြော့ပွဲတွေမှာဆောင်မွေးအောင်စေကြောင်းနိုင်ငံခြားခီးကံကောင်းစေကြောင်းစူတောင်းလေးရှိတဲ့ရွှေတကုံစေတီတော်မြောက်ဖတ်မုတ်အတက်နာကယက္ခမေတော်ကြီးစီကိုရောက်ရှိခဲ့ပါတယ်။ စီးပွားရေးပညာရေးအင်ချမ်းပြည်နိုင်ငံခြားကံနဲ့အမှုခင်းကိစ္စတွေမှာဒိတ်တဲ့အောင်နေလို့လည်းနာမည်ကြေကြားလာပါတယ်။ဟုတ်ဒီမှာ ဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ်။ mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်။တိတ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ွှေတကုံစိန်တော်မြတ်ကြီးကိုစောက်ရှောက်နေတဲ့ယက္ခမေတော်ကြီးကိုလောကပါလာယက္ခမေတော်ကြီးတိန်ကုတ်ဒရမေတော်သို့မဟုတ်ရွှေတကုံယက္ခမေတော်ကြီးလို့လည်းခေါ်ဝေါ်ကြပါတယ်။ယက္ခမေတော်ကြီးစီမှာပန်း၊ငွေကြေး၊ဓာတ်ပေါက်စတာတွေစက်တာပြီးမိမိရဲ့နေနံကိုပြောကြကာဆုတောင်းပြုပြီးဒိဋ္ဌံအောင်ကြတယ်လို့ယုံကြည်သူတွေများနေကြပါတယ်။ဒီလိုလေလက်ကလို့တော့အားပြရပါဘူး။ đó Ủa, nói đây à? Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ီးပါမိတ္တမောင်ပန်လေးများလည်းစကတ်ကြီးနဲ့ဖော်သွားလို့ရပါတယ်ကျွန်တော်ဒီမှာပန်လေးတွေရှိတယ်ဒီမှာမောင်မောင်တွေရောက်တော့အဲ့ဒါအဖေနဲ့ကျွန်တော်ညပေးလိုက်ရပါတယ်အခြေအနေတွေပေါင်းတယ်မှာသိချင်တယ်ဆောင်းဆောင်းတွေကျွန်တော်ဘယ်လိုဒါချင်းပါဆောင်ရပြီးအလုပ် ရခမေတော်ကြီးလိုပဲကိုရီးယားဂျပန်စင်ကာပူစတဲ့နိုင်ငံသားသွားဖို့ဆူတောင်းပြည့်တယ်လို့နာမည်ကျော်ကြားလာတဲ့စာမွေးအောင်တယ်စီးပွားရေးအောင်မြင်တယ်လို့နာမည်ကျော်ကြားလာတဲ့တနင်္ဂနွေတောင်ဗောရီညောင်ဝင်းအနီးမှာရှိရဲ့ဘလူးရုပ်သုံးရုပ်ခံထားတဲ့ဖျားအမှတ်82ပကောရီဖျားတို့လည်းသွားရောက်ဆူတောင်းခဲ့ပါသေးတယ်တနင်္ဂနွေတောင် ရှင်အဟံတစောင်းပေးမှညောင်ပင်ကြီးအနီးမှာဖုံးတင်ကန်အုတ်ရိုးဇေဒီနှစ်ဆူရှိပါတယ်ဇေဒီပက်လေမှာ ဂူပြတ်သက်များအောက်ခြေမှာဘလူးရုပ်များခံထားပြီးတည်ထားတဲ့လောကပါလာဖရာဘွဲ့မိခံထားတဲ့စင်းသူတော်နှစ်စုရှိပါတယ်ပခောရီအမိရှိ ရှမ်းဆရာကြီးတဦးနဲ့တပည့်များကောက်မှုဖြစ်ပြီးပခောရီကိုအချို့ကလည်းတရုတ်ဘိုးတော်တဦးလို့လည်းဆိုကြပြီးဇေဒီမှအရှိတ်ပတ်တို့မျက်နာမှုနေတဲ့ဂူပြတ်သက်အမှတ်84အတွင်းတရုတ်ဟန်လက်ရာဖြင့်လောကပါလာစင်းသူတော်တစုတည်ရှိနေတာပဲဖြစ်ပါတယ်ရောင်းဝယ်ရလည်းရောင်းဝယ်ရစုပေါင်းပြနိုင်ငံသားတို့ကိုရီးယားတို့တင်မောတို့ ာတို့တွားတို့ကလည်းစူတောင်းကြည့်ကျမ်းမာရေးလည်းစူတောင်းမယ်စူပါရေးလည်းသင်ကြည့်တယ်အောင်မြင်တယ်ကွာဟာသက်ကိုကြည့်50 50နည်းခရတ်ဟုတ်ခရရနာမည်ပါဘာလဲဟုတ်50 50လာကိုနေစက်လေးမင်းနားမှာကိုနေစက်ကိုနေစက်လေးသူကစီပွားရကြတော့တော်ကောင်းစီးနေတယ်။ဒါကြောင့်မပေါ့မာရီကကြီးစီပွားရလို့မကြမ်းပါလို့မရှိဘူး။အင်းကြီးကအောင်းနေတယ်။ ်ဘူးဘူးညာဒီဖရားလို့ခေါ်တယ်သဘောရှိတယ်ဒီကျဲရှိဘူးညာသဘောရှိတတ်တယ်သဘောရှိသဘောရှိကအဲ့လိုပေါ်တယ်ဘူးလို့ခေါ်တယ်သဘောရှိတယ်ဘုရားဆိုသဘောပြရောသဘောပြမှန်း ။အဲဒီကနေအပြန်ထူးထူးခြားခြားဗုဒ္ဓရုပ်ဘွားတော်ရဲ့လက်တော်ကနေရေကျနေတဲ့ဆူတောင်းပြေလာတဲ့လက်ညိုးရေကျဖရားကိုလည်းရောက်ရှိခဲ့ပါသေးတယ်။အင်္ဂါတောက်နာကမှန်ပုံးလေးထဲမှာထည့်ထားတဲ့အထဲကမြတ်စွာဘုရားရုပ်ဘွားတော်ကိုဖူးမြော်ပြီးဆူတောင်းခဲ့ပါသေးတယ်။ဆူတောင်းတိုင်းသာပြေခဲ့မယ်ဆိုရင်ပေးတကြီးရောလူစုမျိုးတွေတောင်းတခြင်းကြတယ်လေတကယ်စုတောင်းပြေခဲ့သူတွေရောရှိခဲ့ကြပါသလား